ီဗီပြည်သက်များခင်ဗျာကျွန်တော်တို့ဒီကနေ့ဗမာပြည်မှာကြားမရေးဆရှာမှုဟာအနေဆုံးဖြစ်နေတယ်ဆိုတာပြည်သူလူထုကြားမှာလည်းကြည်ကြည်ပြတ်ပြတ်ထွက်ပေါ်နေပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒေါက်တာဆွမ်းမြောက်အောင်ဖောင်ဒေးရှင်းကတောင်းပန်ရှိသူတူဖြစ်တဲ့ဒေါက်တာတင်မအောင်နဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်မင်္ဂလာပါဆရာမမင်္ဂလာပါဟုတ်ကဲ့ဟိုအခုကျွန်တော်တို့ပြီးခဲ့တဲ့ဒီ DBB ရဲ့ debate မှာလဲပေါ့နော်ဒါအကုန်လုံးဆွေးနွေးကြတဲ့အထက်မှာ ဘာမှပြည့်ချက်မရေးဆောက်ရှာမှုတော့လေးကိုနေချနေတယ်ဆိုတဲ့ဟာဒါနေကုန်းချုပ်လို့ရတာပေါ့ဆရာမရေအဲ့တော့အဲ့လိုမျိုးဖြစ်သွားတဲ့ဖြစ်လာတဲ့အပေါ်မှာပေါ့ဆရာမရေဒါကသူကနောက်ကြောင်းတော့ရှိနေပေါ့အခြေခံချက်က ဘာဖြစ်လို့အဲ့လိုဖြစ်ရတယ်လို့ဆမ်းမယူဆလဲဆိုအခြေခံအချက်တစ်ခုမှာတော့ကျမတို့စီမှာကျမရေးပညာနဲ့ပတ်သက်ပြီးလူတို့ကအရန်နှိမ့်ကြနေပါတယ်တကယ်တော့တခြားနိုင်ငံတွေမှာလူတို့တွေကကျမရေးအသိပညာကိုရှိတဲ့အတွက်ကြောင့်မို့အထူးသဖြင့်ကာကွယ်နိုင်တဲ့ကျမရေးကိုသူတို့ကသိတဲ့အတွက်ကြောင့်မို့သူတို့ကာကွယ်နိုင်တဲ့အတွက်ကြောင့်သူတို့ရဲ့ကုန်ကြစရိတ်တွေတကယ်တော့ကုန်တင်တဲ့လောက်မကုန်ခဲ့ဘူးဒါပြင်ကျမတို့တိုင်းပြည်မှာ ဒီကျေးလက်ကျမကျေးလက်ဒေတာလူလူတွေကများတဲ့အတွက်ကြောင့်ကျမရေဝန်ဆောင်မှုကသူတို့ထိမရောက်နိုင်ဘူးဒါပေမဲ့သူတို့အနေနဲ့တကယ်ပဲသူတို့ကိုသူတို့ကာကွယ်နိုင်မယ်ဆိုရင်မဖြစ်တဲ့ယောဂါတွေကမဖြစ်နိုင်ပါဘူးဒါဆိုရင်အဲ့ဒီကာကွယ်မယ်ဆိုတာကဘယ်လိုဟာမျိုးကာကွယ်မယ်လို့ပြောရစမှာဆိုလိုချင်သူတို့မှာကျမရေအသိပညာအထူးသဖြင့်တကူရေတန်ရှင်းနဲ့ပတ်သက်ပြီးသူတို့သိတယ်ပတ်ဝန်းကျင်တန်ရှင်းနဲ့ကောင်းကောင်းသိရင်အခုကျမတို့ဖြစ်နေတဲ့ကုဆတ်ယောဂါတွေတချို့ဟာတွေကဒါကိုကာကွယ်နိုင်ပြီးရင်မကုဆတ်တတ်တဲ့ယောဂါတွေဖြစ်တဲ့ဒီအခုပြောပြောနေတဲ့ ဈေးကြိုလို့ဘာလို့ဆိုတာလဲကိုဟာဘယ်လိုစားရမလဲတောက်ရမလဲဆိုတဲ့ဟာကိုသိရင်မကုံကြပဲနဲ့ဒီကျက်မရေးဒီနေမကောင်းဖြစ်တဲ့အခါကျမှယောဂဖြစ်မှကုံကြတဲ့ဈေးကပုံများတယ်အဲ့တော့ကျမတို့ကကာကွယ်ခြင်းဟာကုသခြင်းနဲ့ပို့ပြီးတော့ထိရောက်ပါတယ်ဆိုတဲ့ဟာကိုသိတဲ့အတွက်ကြောင့်ဒါကြောင့်ကျက်မရေးအသိပညာသာရှိခဲ့ရင်လူတို့ဟာကိုယ့်အတွက်ကိုကိုကာကွယ်နိုင်မှာဖြစ်အခုဆရာမဒီဒီကျောင်းလေးမှာကြီးလိုက်ရင်ပေါ့နိကလေးတွေက ကြားရလာစဉ်မိုးစီနှမ်းရလာရင်တို့အယောင်ပါတဲ့စားစားတောက်လေးတွေလေဖားမှုလုံးမှုလေးတွေပြီးတော့ဘလူးဟိုစားတောက် FD ရခွေးပြည့်ချက်နဲ့ထုတ်ထားတဲ့အဲ့ဒါမဟုတ်တဲ့ဒီမုတ်ဒီနေလေမြေတိုင်းကြီးနှင်းနေရတော့ပေါ့ဆရာကအဲ့တော့ဒီကလေးလေးကိုဒါကျွန်တော်တို့ကျမ်းမကြီးပညာပေးဖန်ခွန်းလုတ်ပေးနိုင်ရင်ဆရာဒီဘက်ကလူကြီးတွေတီးပို့ပြီးတော့အကျိုးသက်ရမှုမကောင်းနိုင်ဘူးလေဆရာမအဲ့ဒါအများကြီးထိရောက်မှရှင်းနိုင်မှာဘာလို့လဲဆိုတော့ဒီ အစိုးရတွေပါလားမပါဘူးလားဆိုတဲ့ဟာကကလေးတွေကိုကြောင်းနေမှာအခု2006 2004 2009ခုတကယ်တော့1999တည်းကကြောင်းနေမှာစပြီးတော့ဘဝတက်တာကြံ့ကျင်စရာဆိုပြီးတင်ခဲ့တာရှိတယ်။ဒါပေမဲ့တကယ်ပြုပြင်ပြီးတင်ခဲ့တဲ့ဟာ2004 2005မှာပြန်တည်။အခုတော့အဲ့ဒီဘဝတက်တာကျမ်းမာရေးဆိုင်ရှင်မှုကတင်နေတော့မလားဆရာမ။ဘဝတက်တာကြံ့ကျင်စရာဟာတကယ်တော့မူလာရမ်းမှာတပတ်ကို3ချိန်တင်ရမယ်ဟာမူလာရမ်းအောက်ဆက်ဘူရန်အထက်ဆက်မှာဆိုရင်2ချိန်တင်ရမယ်ဟာဒါဘာသာရပ်အနေနဲ့ရှိပါတယ်။ ်အလဲတန်းမှာဆိုလို့ရှိရင်ဒီနှစ်ကစပြီးတော့တို့ဒီဘာသာရပ်တစ်ခုအနေနဲ့သင်ဖို့ရှိပါတယ်အရင်တုန်းကတော့ extra curriculum ဆိုပေမဲ့လည်းတပတ်တစ်ခါသင်ဖို့ဟာကိုလုပ်ခဲ့တာကျမတို့ UNICEF နဲ့ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီးတော့လုပ်ခဲ့တာအဲ1998ထဲကလုပ်ခဲ့ပါတယ်တကယ်အခုပြန်ပြီးပြင်ဆင်မွမ်းမံပြီးတော့လုပ်တဲ့ဟာကတော့ဒီမူလရမ်းမှာ2006ခုနှစ်လောက်ကစတယ်အထက်တန်းအလဲတန်းကတော့2010လောက်ကနေစပြီးတော့ဒီပြန်ပြင်ဆင်ပြီးတော့ကျောင်းတိုင်းမှာဆရာကိုင်နဲ့ကျောင်းသားကိုင် မျိုးပို့ထားပြီးသားလည်းဖြစ်ပါတယ်။နောက်ဆရာဆရာမတွေအနေနဲ့လည်းမူလရန်ဆရာဆရာမတသိအောင်လည်းဟိုဒီ training ပေးပြီးပါပြီ။နောက်အလဲတန်းဆရာဆရာမတွေထက်တန်းဆရာဆရာမ၄000ကို2015ခုနှစ်ဆိုအကုန်ပြီးသွားပါတယ်။ဆိုတော့အဲ့ဒီမှာသင်မဲ့တွေအထက်မှာဟိုဘယ်လိုပုံစံမျိုးလေးတွေဘယ်လိုလက်ညွန်ချက်လေးတွေပါလဲဆရာ။သင်ကြားရေးမှာဆိုလို့ရှိရင်ဆရာကိုင်ကျောင်းသားကိုင်မှာကျမတို့ကခလေးဗဟုပြုသင်ကြား သူဘဟုပြုအနေနဲ့နဲ့တင် जा ပြီးဘာတရက်တွေအနေနဲ့ကတကိုရိတ်တရှင်ရေးနောက်ပြီးတော့လူမှုဘဝကြွန့်ကျင်စရာဆိုတာခလေးတွေဟာတယောက်တည်းနေလို့မရအောင်ကြောင်းမာတော့သူကသူပတ်ဝန်းကျင်နဲ့နေရတဲ့ခါကျပြောဆိုဆက်ဆံတဲ့ဟာလဲကြွန့်ကျင်အောင်လူမှုဘဝကြွန့်ကျင်စရာဆိုတာလဲထည့်ထားပါတယ်နောက်ပြီးတော့ယောဂဗျာနဲ့ပတ်သက်တဲ့ဟာမှာမူလရန်တို့ဘာမှဝန်းပြက်ဝန်းလျှောတို့နောက် HIV နဲ့ပတ်သက်တာကိုစပြီးသိတဲ့ဟာတို့ရေးနောက်ပိုင်းနေမှာဒီ ဟိုမျိုးပွားကျမကြီးနဲ့ပတ်သက်ပြီးသူ့အသက်အရွယ်လိုက်အတန်းအလိုက်ကိုထည့်ထားပေးတာရှိပါတယ်။နောက်ပြီးတော့ယောဂအနေနဲ့ဒီဘီရောမလေးရီးယားရောဒီဟိုငှက်ဖျားရောဘာရောပါနောက်ပြီးတော့ကလာသားယောဂနဲ့ပတ်သက်တာလူငယ်တွေဟိုចောင်းသားလူငယ်တွေတီးတင့်တီးထိုက်တဲ့ဟာကိုသူတို့အသက်အရွယ်လိုက်ကိုထည့်ထားတာဖြစ်ပါတယ်။အခုအဲ့ဒါဆိုရင်ကျွန်တော်ဒီမြို့ပြတွေမှာတော့ပြဿနာတော့သိမရှိပါဘူးဆရာမကြီး။ဒီဥမာပြည်နယ်တို့ပြည်နယ်တွေမှာအရန်ဝေးလံခံပါတဲ့အကြောင်းတွေမှာတော့အကြောင်းတွေမှာ 哇，哎呀，定厉了，了，像。 အတကယ်တော့တင်ဖို့အတွက်ကိုဒီဟိုပညာရေးဝန်ကြီးဌာနအနေနဲ့လုတ်ခဲ့ပြီမဲ့လေတကယ်တင်ကြားခဲ့တာမရှိတာဝန်ထဲဆိုတွေ့ရှိရပါတယ်။ဘာကြောင့်မတင်ကြားလဲဆိုတဲ့ဟာတော့ဒီဘက်ကနေမူဝါဒအနေနဲ့သူတို့ချမှတ်ပေးတာမရှိတာလားဘာလို့လဲကျွန်မလည်းမပြောတတ်ပါဘူး။ဒါပေမဲ့ဒီလိုမျိုးမတင်ခဲ့တဲ့တကြောင်ဒီထဲမှာပါတဲ့ကျွန်တော်တို့ဒီထဲမှာကလေးတွေအတွက်အခုချင်းချောက်နေတာလူငယ်တို့ကိုချင်းချောက်နေတယ်။မွေးရေးဆေးဝါးဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ထည့်သွင်းခဲ့ပါတယ်။မွေးရေးဆေးဝါးကိုဘယ်လိုမျိုး သူကဒီဟိုမတုံးမိအောင်ဘယ်လိုလုပ်ရမလဲဆိုတော့မှအထူးသဖြင့်ဘဝထွက်တာကြောင့်ဉာဏ်စာမှာအရေးကြီးတဲ့ဟာ life skill လို့ကျမတို့ပြောတယ်မိမိကိုယ်ကိုမိမိသိရှိခြင်းနောက်ပြီးတော့ဟိုဒီ ပြဿနာတွေဘယ်လိုဖြေရှင်းမလဲဆုံးဖြတ်ချက်ဘယ်လိုချရမလဲအဲနောက်ပြီးတော့ဒီပြောဆိုဆက်ဆံတာမှာဘယ်လိုပြောဆိုဆက်ဆံရမလဲအဲနောက်ပြီးတော့ဒီ critical thinking လို့ပြောတဲ့ဟာကိုဟာအကြောင်းအရာတစ်ခုသိပြီးသွားရင်ဒါလုံးသိမလုံးသိဆိုတဲ့ဟာဟိုဒီចောင်းသားသူငယ်အနေနဲ့ကိုဟာကိုဆုံးဖြတ်နိုင်အောင်သူကဒီ think လုပ်မယ်နောက်ပြီးတော့သူကတစ်ခုခုကိုသူများကလာဆွဲပြီးဆိုလို့ရှိရင်ပြန်ပြောဖို့ဟာမှာသူ့မှာသတင်းအချက်လက်ရှိဖို့လိုတယ်။ဒါပေမဲ့သူကဒီဟာကိုဘယ်လိုရှောင်ရမလဲဆိုတော့မှသူ့မှာပြင်ဆင်ထားတဲ့ဟာရှိမှသာလေ။ကျမတို့ခေါ်တာက creative thinking ပေါ့အဲ့ဒါမျိုးဟာကိုရှိပြီဆိုလို့ရှိရင်သူ့အနေနဲ့ရုံထွက်နိုင်တယ်တချို့ကိစ္စတွေကတော်တော်လေးခက်ခဲပါတယ်ကလေးတွေအတွက်နောက်ပြီးပြဿနာဖြေရှင်းတဲ့ကိစ္စကလည်းအရေးကြီးပါတယ်နောက်လူငယ်တွေအနေနဲ့ကိုယ်ပတ်ဝန်းကျင်မှာဒီအတူတူနေထိုင်ရတဲ့ဟာမှာဘယ်လိုမျိုးနေထိုင်ရမလဲမတူညီတဲ့သဘောထားတွေကိုဘယ်လိုမျိုး ဟိုဒီတူညီအောင်ကိုတူညီအောင်ကိုညှိတာမဟုတ်ဘူးသူ့ဘက်ကိုလည်းညှိပေးမယ်ကိုယ့်ဘက်ကိုလည်းကိုညှိပေးမယ်ဆိုတဲ့ဟာ win win situation ရအောင်အဲ့ဒီဟာမျိုးတွေလည်းကျွန်တော်တို့ထည့်ထားပါတယ်အထူးသဖြင့်အခုရေးကြီးတဲ့ဒီကိုယ့်ရဲ့လူတွေကအများအမ်းပြောပါတယ် rights rights ဆိုပြီးတော့မိမိရဲ့ရပိုင်ခွင့်ကိုပြောပါတယ်ဒါပေမဲ့မိမိရဲ့တာဝန်ရှိတဲ့ဟာကိုတော့မပြောကြအောင်ចောင်းသားလူငယ်တွေဆိုလို့ရှိရင်ကို rights ကိုပြောပေးမယ်သူ့တာဝန်ပါလဲသူကចောင်းမမှန်တက်ရမယ်စာမမှန်ကျက်ရမယ်နောက်ဒီလိုမျိုးဒီចောင်းနေမှာဒီဆွေးနွေးမှုတွေ ရှိရဆိုရင်လည်းပါဝင်လာအောင်ဆိုပြီးတော့အဲ့လိုမျိုးရှိရနောက်ပြီးနောက်ဆုံးတစ်ခုအနေနဲ့စာနာခြေစိတ်ရှိမဲ့ဟာဟာကျမတို့ထည့်ထားပါတယ်ဒါဆိုရင်ဆရာမအခုကဟိုခြုံပြောလိုက်ရင်တော့အခုဒီဘာသာရပ်ကရှိတော့ရှိတယ်ဒါပေမဲ့ထိထိရရသိမရှိဘူးပေါ့ဆရာမလည်းအဲ့ဒါမျိုးတော့ဒီလာမယ့်စာသင်နှစ်ဒီမှာအဲ့ဒါပို့ပြီးထိရောက်လာလို့ရှိရင်ဒါ နောက်တက်လာမယ့်ဆိုရအနေနဲ့ပေါ့ဆရာမရေဘလူးအစီအစဉ်လေးများလှုပ်ထားတာမျိုးရှိလဲဆရာအဲသူကအစီအစဉ်အနေနဲ့လှုပ်ဖို့မလိုပါဘူးအစီအစဉ်ကကျောင်းနေမှာစာအုပ်လည်းရှိပြီးပြီးကျောင်းသားကင်လည်းရှိတယ်ဆရာလည်းရှိတယ်ကျောင်းသားလည်းရှိတယ်ဆရာတွေကိုသင်တန်းလည်းပေးထားပြီးပါပြီသူတို့မုံမှန်သင်တန်းနေရတော့ထပ်လို့ပါတယ် တင် जा ပေးဖို့ပဲလိုအပ်လိုအပ်ပါတယ်တင် जा တဲ့ခါမှာလဲကျွန်တော်ကခုနကပြောသလိုညီမျိုးစုံနဲ့ကလေးဘဟုပြုတင်တဲ့အတွက်ကြောင့်ကလေးတွေကိုလွတ်ချက်ခိုင်းတာမဟုတ်ပါဘူးသူတို့ဘဝမှာတွေးကြုံခဲ့ရတဲ့ဟာကိုအခြေပြုပြီးတော့မှဆက်ပြီးတင်သွားတဲ့ဟာပါနောက်ပြီးတော့ तू ကပုံနေပါတဲ့အတွက်ကြောင့်မလို့ကလေးတွေကပုံနေကိုကြည့်တာမှာတယောက်တအုပ်ကြည့်တာမဟုတ်ပါဘူးကိုကမိကိုတင်ငယ်ချင်းနဲ့ share လုပ်ပြီးကြည့်ရတဲ့အတွက်ကြောင့်ကလေးကတကူကောင်းဆန်ကျင်တဲ့စိတ်လဲပျောက်သွားပါတယ်နောက်ပြီးတော့ဆွေးနွေးလို့လည်းရပါတယ်ဒါမှသာကျမတို့ကလေးတွေကကြီးလာရင်ဆွေးနွေးနိုင်တဲ့ ဲ့အဆင့်ကိုတို့ရောက်နိုင်မှာဒီအလွတ်ချက်တဲ့ဟာကိုကျမတို့ကလုံးဝအားမပေးပါဘူးအဲ့တော့ဆရာဟိုကလေးတွေပညာပေးတဲ့နေရာမှာကို့ဒီအကြောင်းကရှိနေတဲ့ဆရာဆရာမတယောက်ကပညာပေးတာတယ်ဒီတကယ်တက်ကြွနားလည်တဲ့ဆရာမောင်ကျမရေးဝန်ထမ်းတွေကဟိုပညာပေးတာပူမကောင်းဘူးလားဆရာမအဲတော်တော်များများတော့အဲ့လိုထင်ကြပါတယ်ဒါပေမဲ့လည်းကျမတို့ကစာအုပ်ထဲမှာကလေးတွေကိုကလေးတွေရောဆရာဆရာမတွေရောအခြေခံနဲ့ပတ်သက်တာကိုကျမတို့ပေးထားဥပမာမျိုးပွားကျမကြီးနဲ့ပတ်သက်တာဆိုလို့ရှိရင်ကလေးတွေက လူတွေကထင်ပါတယ်ဒီအပြိုလူပြိုရောက်ပြီးတော့မှသာမျိုးပွားကျမကြီးကိုစိတ်ဝင်စားတယ်လို့ထင်တယ်တကယ်တော့မဟုတ်ဘူးကလေးတွေက9နှစ်10နှစ်လောက်မှတည်းကသူတို့ရဲ့စိတ်ပြောင်းလဲမှုတွေကစဖြစ်နေဒါမျိုးမျိုးပွားကျမကြီးစတာကိုခန္ဓာပြောင်းလဲတာနောက်ကြတယ်အဲ့တော့အခြေခံသူတို့သိတဲ့နယ်ဟာတွေကိုသူတို့သိသွားရင်ခုနပြောတဲ့ကျမကြီးဝန်တန်းတွေကိုသူတို့ကပို့သိကျင်တဲ့ဟာကိုသူတို့ကမေးပြီးတော့เจ้ามาลาပြီးဟောပြောပါဆိုရင်ပို့ပြီးထိရောက်မယ်လို့ကျမထင်ပါတယ်ဆမနာစုမေကွန်လေးပါပြီးမှတရင်ထွက်နေတာက 様が လာမယ့်ဆွေရတက်မှာနိုင်ငံချိုင်းဝင်ကြီးလုံးမယ်လို့ဆရာမတင်းထွက်နေတယ်အဲ့ဒါလေးဆရာမပြောပြလို့ရမှာဆရာမအဲ့အဲ့ဒါမဟုတ်ပါဘူးကျမအနေနဲ့ဒေါ်ဆန်းစုကြည်ကိုလည်းကျမပြောခဲ့ပါတယ်ကျမအနေနဲ့အခုကျမကျွမ်းကျင်တဲ့ပညာနဲ့ပတ်သက်တဲ့ဟာကိုလည်းကျမလှုပ်ချင်ပါတယ်အဲနောက်ပြီးတော့ကျမအဖေရဲ့ foundation ဒေါက်တာဆွမ်ရောင် foundation က health နဲ့ education ကိုကျမကဦးစားပေးတဲ့အတွက်ကြောင့်ကျမကျွမ်းကျင်တာလည်းအဲ့ဒီဟာဖြစ်ပါတယ်နောက်ကျမရခိုင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်ရခိုင်ပြည်သူပြည်သားတွေကတော်တော်လေးနှိမ့်ကြနေတဲ့အတွက်ကြောင့်သူတို့အတွက်ကိုကျမဘာကူညီ ေးရမလဲဆိုတော့ဟာနဲ့ကျွန်မထွက်လာခဲ့တာ။ဟုတ်ဒါဆိုဆရာမဒီလမ်းမဲ့ဒီ NLD ဆွေးရောက်ဖက်မှာပုံမဆောင်ရမှုမလုပ်တော့ဘူးလားဆရာမ။ဟုတ်ကျွန်မမြင်တာကနိုင်ငံသားတယောက်ကဒီဝန်ကြီးဖြစ်မှာ ဒီဒီလွတ်တော်ကိုယ်စားလှယ်ဖြစ်မှာသူ့အနေနဲ့ကိုယ်နိုင်ငံကိုအကျိုးပြုနိုင်တာမဟုတ်ပါဘူး။သူဟာကိုယ့်ရက်ွက်မှာနေရင်လည်းရက်ွက်နဲ့ပတ်သက်တဲ့ဟာကိုလုပ်ပေးရင်လည်းဒါကိုယ့်နိုင်ငံအတွက်အကျိုးပြုတာ။ကျမတက်တဲ့ပညာနဲ့ကျမကူညီပေးတယ်ဆိုရင်ဒါကျမနိုင်ငံအတွက်ကိုအကျိုးပြုတာပါ။ကျမကတော့အဲ့လိုခံယူချက်ပဲရှိတယ်။ဒါပေမဲ့ဟိုဒီပြင်မပြည်လူထုကြားမှာဖြစ်နေတာအစမှာဘာပြောပြောဒေါ်ဆန်းစုကြည် နဲ့တူတူတွဲတွဲနှစ်ပေါင်းများစွာမြင်လာရတာပေါ့အခုသူမြုံငယ်ဆရာမနားပေးတာဆိုတာလူလူကြားနားမှာလည်းနည်းနည်းဇီဝေဆရာမစိတ်ဝင်စားစရာတွေအတွင်းနဲ့ချက်စရာတွေများတာပေါ့ဆရာမရဲ့အဲ့တော့ဖန်နေတာတော့အာဆရာမကိုဒီစူပီတန်စုဆွေးအဖွဲ့တာမှာနေရာတစ်ခုပေးခြင်းလို့ဖယ်တာများလားဆိုလို့မဟုတ်ပါဘူးအတန်ထွက်နေလို့မဟုတ်ပါဘူးသူသူစီမှာလည်းသူခတ်မဲ့လူတွေရှိပါတယ်ကျွန်မအဲ့ဒီဟာအတွက်ကိုထွက်ခဲ့တာပဲအဲ့ဆို၄နှစ်ကျော်လဲကျွန်မဒီလောအပေးအနေနဲ့အချိန်ပြည့်လုပ်ခဲ့တာပါကျွန်မ UNICEF ကနေထွက်ပြီးနောက်တည့်ရကျွန်မ resign လုပ်ပြီးတော့ ဟိုဒီနောက်တရက်ကျတော့စပြီးအလုပ်ဝင်တာပါကျမမကြွန့်ကျင်ပါဘူးအဲ့ဒီလုပ်ကိုဒါပေမဲ့လုံရင်လုံရင်နဲ့ကျမတိလာတာပါဒါကြောင့်ကျမအနေနဲ့လူတို့ကိုပြောချင်တာဘယ်သူမှမွေးတဲ့ကမကြွန့်ကျင်ဘူးဒါပေမဲ့လည်းတာဝန်ခံတယ်တာဝန်ယူတယ်ဆိုလို့ရှိရင်အဲ့ဒီလုပ်ကလုံနိုင်ပါတယ်ဆိုတော့ဟာကျမ၄နှစ်လုပ်ခဲ့တဲ့ဟာမှာကောင်းကောင်းကိုတိခဲ့ပါတယ်ဟုတ်ပါတယ်ဆရာမအခုလူဆရာမဆစ်ရှိလက်ရှိ DVB ရှင်းပြပေးတာဆရာအများကြီးကျေးဇူးတင်ပါတယ်ဆရာမဟုတ်